မိဘပြည်သူများရှင်ခန်းနင်းစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ကျမရဲ့သတင်းသုံးသပ်တင်ပြချက်လေးတွေကိုနေ့စဉ်နေ့တိုင်း Sniper Su YouTube Channel နဲ့ Sniper Su TikTok အကောင့်မှာညစဉ်9နာရီတိုင်းမှာကျမတင်ပေးနေပါတယ်ရှင်။မိဘပြည်သူများကြည့်ရှုအားပေးနိုင်ကြဖို့အတွက်ပါရှင်။ဒီနေ့ပထမဆုံးပြောရမှာတော့ကျမနိုင်ငံမှာကျမနိုင်ငံသားတွေပေါ့နော်။အရောင်စင်းတွေခွဲခြားလိုက်ပြီးရနောက်မှာကမ္ဘာရန်တွေဖြစ်သွားခဲ့ကြတယ်ရှင်။အဲ့သတင်းလေးကိုကျမပြောပြပေးပါမယ်။သတင်းလေးကတော့အတူချုံရမယ်ဆိုရင်တော့ ဒီခံယူပါတီဝင်ပေါ့နော်တယောက်ဟာဆိုရင်ဒီမဲဆွယ်စည်းဝေးအတွက်ကိုရွာထဲမှာပြည်သူတွေကိုလိုက်လံဖိတ်ကြတဲ့အခြေအနေတခုမှာ NLD ပါတီဝင်ဖြစ်ခဲ့တဲ့သူတယောက်ကနေပြီးတော့ဓမ္မနဲ့လိုက်ခုတ်တဲ့ဖြစ်စဉ်လေးဖြစ်သွားခဲ့တာပါဖြစ်စဉ်လေးကတော့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကဖြစ်သွားခဲ့တယ်ဆိုပြီးသတင်းဌာနတွေမှာဖော်ပြထားပါတယ်ရှင်နိုဝင်ဘာလ14ရက်နေ့နနက်ပိုင်းမှာဆိုရင်ပဲခူးတိုင်းညောင်လဲပင်ခရိုင်ရွှေကျင်မြို့မြို့နယ်ရွှေကောက်ဝဲကော်မရှင်တရားဝင်ဖွင့်ပြချက်ရပါတော့ပြောင်းချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလုံးတွေဦးဆောင်ပြီးတော့ဒီပါတီရဲ့ ပါတီဝင်တယောက်ဖြစ်တဲ့ဦးနိုင်ဦးဆိုတဲ့သူရဲ့အိမ်မှာမဲဆွယ်စည်းရုံးရေးကိစ္စအဆောင်ရဖို့အတွက်ကိုလှုပ်ဆောင်နေအဲ့လိုလှုပ်ဆောင်တဲ့အခါမှာဒီမဲဆွယ်စည်းရုံးနဲ့ပွဲလေးကိုပြည်သူတွေရောက်လာဖို့အတွက်ကိုဒီပါတီဝင်အမျိုးသမီးပေါ့နော်အမျိုးသမီးကနေပြီးတော့မျိုးသမီးနာမည်ကဒေါ်အမာစိန်ဆိုပြီးသိရပါတယ်ရှင်။ဒီမျိုးသမီးကနေပြီးတော့ရက်ကွာထဲမှာရှိတဲ့သူတွေကိုဒီပွဲလေးလာဖို့အတွက်ကိုလိုက်လံဖိတ်ကြားခဲ့တယ်ရှင်။အဲ့လိုလိုက်လံဖိတ်ကြတာတိမ်တက်တိမ်ဆင်လိုက်ပြီးဖိတ်ကြတာပေါ့နော်အဲ့လိုဖိတ်ကြတဲ့ပါတီရဲ့လက်ကမ်းစာဆောင်လေးသွားပေးတဲ့အခြေအနေတခုမှာ ဒီလိုပြုတ်လို့ပြီးတော့သူကမဲဆွယ်စည်းရုံးမှုပြုတ်လို့မဲ့အိမ်စီကိုပြန်လာတဲ့ခါမှာလမ်းမှာပေါ့နော်ဒီ NLD ပါတီဝင်ဖြစ်ခဲ့တဲ့ဝင်းဦးခေါ်ဘတ်ဟို52နှစ်ရှိပါရဲ့ရှင့်အဲ့ဒီလူကဆိုရင်ဒီအမျိုးသမီးကိုပေါ့နော်ဟန့်တားပြီးတော့အယိုး၅လက်မခွဲခန့်အသွား၉လက်မခွဲခန့်ရှိတဲ့ဓာတ်နဲ့လိုက်လံပြီးတော့ခုတ်ခဲ့ပါရဲ့ရှင့်ဒီခါမှာဒီဒေါ်မာစိန်ဟာဆိုရင်ကြောက်တော့သူလည်းအော်ဟစ်ပြီးတော့ထွက်ပြေးရဲ့အခြေအနေတစ်ခုပေါ့နော်အိမ်မှာရွာသူရွာသားတွေသိရှိသွားပြီးရဲ့ ဝိုင်းဝန်းပြီးတော့ဆွဲလာရင်လားအဲ့လိုကိစ္စရဖြစ်မှာပေါ့ရှင်အဲ့လိုဖြစ်တဲ့အခါမှာဒီမျိုးသမီးရဆိုရင်နောက်ကျောဘက်ကနေသူဝစ်ဆင်ထားတဲ့အင်ဂျီရဲ့ယာဘက်လက်ပြန်နှောင်းကိုပဲထိမိခဲ့ပါတယ်မစိုးရင်ရတဲ့ပုံပတ်တံရလေးပဲရရှိခဲ့ပါရှင်တော်သေးရလို့ပြောရမယ်ရှင်ဓမိုင်းနဲ့ကိုလိုက်ခုတ်တာရှင်တော်ဖြစ်စဉ်ကဒါစာတန်ပေရန်ရေးထားလို့သာဒီလိုပေါ့နော်တကယ်ဖြစ်စဉ်ကိုမြေပြင်မှာမျက်စိရဲ့မြင်အောင်ကြည့်လိုက်မယ်ဆိုရင်ဒီမျိုးသမီးကဒီစီယုံဘွဲအတွက်ကိုသူ့အတူလက်ကမ်းဆောင်ဆောင်လေးလိုက်ဝေတယ်ပြီးသူရဲ့ မင်းဆွေစည်းဝင်းခန်းနာကိုလာဖို့တော့ကိုဖိတ်ခေါ်ရဲဆိုရင်ရိုးရှင်းတဲ့လုပ်ငန်းစဉ်လုပ်နေတာကို NLD ပါတီဝင်ဖြစ်ခဲ့တဲ့ဒီလူဟာဆိုရင်သူ့ဟာသူစိတ်ရိုင်းနေဝင်ပြီးသွေးကြပြီးတော့သူများကိုဓမ္မနဲ့လိုက်ခုတ်တာရှင်တတော်ကိုကြောက်ဖို့ကောင်းတဲ့စိတ်ဓာတ်တွေပိုင်ဆိုင်နေကြပြီပဲလို့ပဲကျွန်မ NLD ကိုချစ်တဲ့သူတွေ NLD ပါတီဝင်ဖြစ်ခဲ့ဦးတဲ့သူတွေကိုကျွန်မပြောဆိုချင်ပါတော့တယ်။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲမှာ NLD မပါလို့ပေါ့နော်သူတို့စိတ်ထဲမှာသူတို့လူထင်နေရလေ NLD မပါလို့ဒီရွေးကောက်ပွဲတရားမျှတမှုမရှိဘူးဒေါသကြီးမပါလို့တရားမျှတမှုမရှိဘူးဆိုတဲ့စကားလုံးတွေပြောတယ်ဆိုရင် ဒေါန်ဆန်းစုကြည်ရောအနက်ဒီတို့ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တခုလို့သူတို့မသိခဲ့ဘူးလားသိခဲ့ရတယ်ရှင့်တချို့ဆိုအနက်ဒီမဲမတမမှုလောက်တော့ဆိုဝိုင်းဝန်းချိုးပြတဲ့ထဲမှာတော့ပါသေးရဲ့အနက်ဒီမဲခိုးဖို့အတွက်ကိုဝိုင်းဝန်းချိုးပန်းခဲ့တဲ့ထဲမှာပါရတဲ့အနက်ဒီဘာဖြစ်သွားလဲဆိုတော့မသိတာတော့တော်တော်လုံလည်းလို့မထင်ဘူးလားရှင်အခုအနက်ဒီတခုပဲမပါလေဒီယူကွယ်မှာပါဝင်ရှင်တန်တဲ့ပါတီ59ပါတီရောက်ရှိရဲ့ကိုတယောက်တည်းမပါရတာနဲ့သူများပွဲကိုဖျက်တယ်ဆိုတော့ကစိတ်တက်မြင့်မာတဲ့သူတွေလောက်ရမဟုတ်ဘူးရှင် ပြီးတော့နိုင်ငံတော်မှာဥပဒေရရေးယူခံရတဲ့သူတွေကိုခဏနေထောင်နေတဲ့ခဏနေပြန်ထုတ်ဆိုပြီးလုတ်လို့မရအောင်ရှင့်နိုင်ငံရဲ့ဥပဒေဆိုတာရှိရယ် NLD ရဲ့ထိပ်သီးကောင်းဆောင်တွေဘာကြောင့်ထောင်နေရောက်သွားတာလဲအကြမ်းမှုတွေကြောင့်ရောက်သွားတာနိုင်ငံတော်တစ္ဆာဖောက်မှုတွေကြောင့်ရောက်သွားတာဒီလိုအခြေအနေတစ်ခုကိုနိုင်ငံတော်ကနေရွေးကောက်ပွဲမှာ NLD မပါမဖြစ်ပြန်ထည့်ရမယ်ဆိုရင်ဥပဒေအထက်မှာနေကြမလို့လားရှင့်မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီဖြစ်လာပြီဆိုမြန်မာနိုင်ငံဥပဒေစီးမြတ်တိုင်းမဲ့လိုက်နာရတာပဲ။ က်နာခြင်းမရှိလို့အပြစ်ပေးခံရတဲ့အခြေအနေတစ်ခုမှာခွင့်ဟူးထံပြီးတော့ငါတို့ခေါင်းဆောင်တွေရောက်ထုတ်ပေးမှငါတို့ပါမှဒီရွေးကောက်ပွဲကတရားမျှတမယ်ဆိုတာကအဲ့ဒါကိုကိုတိုင်းကအတ္တကြီးနေတာရှင့်ကိုကိုတိုင်းကအမှန်တရားဘတ်တော်သားမဟုတ်တော့ဘဲနဲ့အမှားတရားဘတ်တော်သားဖြစ်နေတာရှင့်ကျမဒီလိုပဲအနန္တီပါတီဝင်ဖြစ်ခဲ့တဲ့သူတွေပြောချင်ပါတယ်အနန္တီပါတီဝင်ရွေးကောက်ပွဲမှာမပါတဲ့ကြောင်းရင်းကလည်းသူတို့ပြန်ပြီးမှတ်ပုံမတင်လို့မပါတာရှင့်ဘာကြောင့်မှတ်ပုံမတင်တာလဲတောင်စန်းတွေမရှိလို့ရှင့် NLD ဆိုတာခေါင်းမရှိရဲ့ခန္ဓာကိုယ်ကြီးတစ်ခုပဲလေ ဘာမှမလုပ်တတ်မကင်တတ်ကြတော့တာရှင်ဒါကြောင့်ဖြစ်သွားခဲ့တာဘသူမပြုတ်မိမိမှုပဲရှင်ဘဲပါတီနဲ့မှမသက်ဆိုင်အောင် NLD ပါတီဝင်ပြန်ပြီးတော့မပုံတင်ခွင့်မရအောင်လို့ဘဲပါတီကမှမနှောက်ယှက်ဘူးဘဲပါတီကမှလည်းသွားပြီးတော့ဒုက္ခပေးရမှာဘူးကိုကိစ္စနဲ့ကိုကိုကျိုးနဲ့ကိုပတ်ပြီးတော့မြုပ်သွားတဲ့ပါတီတစ်ခုအပြစ်တင်ခြင်းတင်ကိုကိုကိုပဲအပြစ်နေရမှာ NLD ပါတီကလူတွေကဟုတ်တယ်နော်ကျွန်မပြောရှင်းရှင်းလေးမင်းမတော်မှုစကြရနေပြီးတော့အခုဖြစ်စဉ်အထိကိုကိုကိုပဲအပြစ်တင်ရမှာရှင် ဒီเจ้าညာလေးကိုကျမတို့ပြောသူတို့ကကျမတို့မုန်းတယ်ဒီလိုမုန်းကြရနေပဲတွေ့သမျှလူလိုက်ပြီးတော့ရန်ရှာနေရဲ့ဖြစ်စဉ်လေးပေါ့နော်ဒီဖြစ်စဉ်ကလည်းအဲ့လိုပါပဲရှင့် NLD တွေကကိုမပါရတဲ့ကစားပွဲမှာအစိမ့်မြင်လဲရန်ရှာအပြာမြင်လဲရန်ရှာလိန်မော်မြင်လဲရန်ရှာမြင်သမျှအယောင်ရန်ရှာနေကြတာကအနီတွေရဲ့စိုးဝါတဲ့တည်ဆိုးကိုပေါ်ထွက်ပြီးတော့ထင်သာမြင်သာရှိသွားစေပါတယ် NLD အနေနဲ့ဒီလိုဆက်လုပ်လေတမိုင်းမှာနမဲဆိုးထွက်လေပါပဲနော်ဒီချက်လေးတော့ဆင်ញင်ကြဖို့လိုပါတယ်ရှင့် ီးတော့ကျမအနေနဲ့စိတ်မကောင်းတာကပေါ့နော်ကျမနိုင်ငံလူတွေဟာဆိုရင်ဒီတိုင်းနေရင်ကျမမြန်မာနိုင်ငံသားချင်းချင်းကျမမြန်မာနိုင်ငံသားတွေလောက်ကိုတယောက်နဲ့တယောက်ကူညီရိုင်းမင်းတက်ကြတာကျမမြန်မာနိုင်ငံသားတွေပဲရှိနိုင်ငံပါတီဆိုရဲဟာပေါ်လာတဲ့ခါလဲကြောင်ငါအစိတ်နင်းကအနီနင်းကငါအပြာဆိုရဲဟာ ਨੇ ကျမတို့သွေးကွဲလိုက်ကြတာပြန်တော့မှစိစက်ညှိနိုင်လို့မရတော့ဘူးဘလို့မအောင်ခါကြရင်ကျမလေးတဖြောက်လေးတစ်ချက်နဲ့တီးလို့ရလို့ရှင်အဲ့ပါတီအကုန်လုံးကျမဖြောက်လိုက်ခြင်းဟုတ်တယ်ကျမတကယ်ဖြောက်လိုက်ခြင်းနဲ့ဒီလား ဘရင်စနစ်နဲ့အုပ်ချုပ်တော့ပဲကောင်းမှမသိစပေါ့နိုင်ငံလေကျမအလိုတွေးမိရေပေါ့နော်အဓိကကျမတို့စီးလုံးမှနိုင်ငံတိုးတက်မှာလေဒါကျမတို့စီးလုံးမှုပြက်ပြားစေရအရာမှန်များကိုကျမတို့ဖျောက်ပြစ်ရမှာပဲရှင်ဒီလိုပဲတွေးမိပါတော့တယ်အဲ့လိုမှမဟုတ်ရင်တော့စိန်ဝမ်ကွဲနေရဲ့အမူကျင့်ကြီးနဲ့ကျမတို့နိုင်ငံတိုးတက်ဖို့အတွက်ကလှမ်းဝေးနေုံမှာပါပဲစိန်ဝမ်ကွဲမှော်နေအမုံတရားတွေတောင်နဲ့တောင်ရန်ရှာမှုတွေနဲ့ကျမတို့နိုင်ငံသွေးချောင်းစီးနေုံမှာပါပဲကျမတို့ခေါင်းထဲမှာနိုင်ငံတော်ချစ်စိတ်ဆိုတာထက်ပါတီချစ်စိတ် အယောင်တွေကိုချစ်စိတ်များနေသေးရတော့ကျမတို့မျောလင့်နေတဲ့ရွှေပြည်တော်ဟာဆိုရင်မျောနေတိုင်းဝေးနေအောင်မှာပဲဖြစ်ပါတယ်ရှင်။မိဘပြည်သူများရှင်ဒုတိယသတင်းလေးကတော့ကျမောင်းနိုင်ငံရဲ့ဒုက္ခဆင်းရဲတွေကိုပေါ့နော်။အရင်ကနေဖန်ပြီးပိတ်တက်လေးရှိတဲ့မီဒီယာကြီးတခုကအခုဆိုရင်လေလုံးနဲ့ဘိန်းဤတဲ့လို့ပြောရမလား။ဘယ်လိုမျိုးဥပမာနဲ့ခိုင်းထားရမှာတော့မသိရဲ့အခြေအနေတခုဖြစ်နေပါရဲ့ရှင်။ အဲ့ဒီအချိန်ကြီးကတော့ Trump ဟာဆိုရင် American သမ္မတကြီးဒေါ်နယ် Trump ပေါ့နော်သူဟာဆိုရင် BBC ကိုတရားစွဲမယ်ပြီးတော့ BBC သတင်းဌာနစီကနေပြီးတော့ပေါ့နော်ဒေါ်လာ5ဘီလီယံအထိရောကြီးတောင်းမယ်ဆိုပြီးတော့သူကတရားဝင်ကြေညာလိုက်တဲ့အခြေအနေလေးခုဖြစ်လာခဲ့ပါတယ်။သူအဓိကဘားကြောက်ဒီ BBC ကနေပြီးတော့ရောကြီးတောင်းလာလဲဆိုရင်သူ့ရဲ့မိကုံးကိုဖျက်ညက်ကတ်လုပ်ပြီးတော့တင်ခဲ့တဲ့အတွက်ကြောင့်ပါတယ်။ဒါကြောင့် American သမ္မတကြီးဒေါ်နယ် Trump နေပြီးတော့ BBC ကိုတရားစွဲဖို့အတွက်ကိုအခုဆိုရင်တရားဝင်ပြောကြားလိုက်တာတွေ့ရပါတယ်။ အခုချိန်ဒီတော့အမှုတင်ထားတာတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ဘယ်ချိန်တင်မလဲဆိုတော့မသိသေးဘူးအော်မြန်မာကဘာရဲ့ပေါ့နော်ကဘာရဲ့နံပါတ်၁နိုင်ငံတစ်ခုလို့ပြောလို့ရတဲ့အမေရိကန်ရဲ့သမ္မတကြီးကပြောတဲ့စကားဖြစ်တဲ့အတွက်ဒီတိုင်းလေးတော့လေထဲမှာပျောက်သွားမှာတော့မဟုတ်ဘူးရှင်အက်ရှင်တစ်ခုခုရှူဖို့အတွက်ကိုသူပြောတယ်ဆိုတဲ့သဘောတရားလေးကတော့ထင်သာမြင်သာရှိပါတယ်အဲ့တော့ BBC ကနေပြီးတော့ပြန်တုတ်ပြန်တာပေါ့နော်။ तू ကပြန်တုတ်ပြန်တာဘာလဲဆိုတော့ तू ကဒီသမရရဲ့မိကုံးကိုတဲ့။ तू ကမရည်ရွယ်ပဲနဲ့။ तू တီးဖြတ်လိုက်မိရေပေါ့နော်ဒါကြောင့်သူ့အနေနဲ့ဟိုနှောင်းတော့တောင်းမှန်မယ်ရော်ကြီးပေးဖို့အစီအစဉ်တော့မရှိဘူးဆိုပြီးသူကပြောကြားထားပါတယ်ဒါပေမဲ့ဒီဖြစ်စဉ်ဖြစ်သွားတော့ဆိုရင်ပေါ့နော် BBC ရဲ့ညွှန်ကြားမှုချုပ်ကသတင်းဌာနအကြီးအကဲရောယာဒူကနေပြီးတော့နှုတ်ထွက်သွားခဲ့ရတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့ပါတယ်ဒါလောဆယ်မှာတော့ Donald Trump နဲ့ BBC သတင်းဌာနနဲ့ Butter Sign နဲ့အချိန်လေးပေါ့နော်ဒါဂိမ်းစကားနဲ့ကလေးပြောတဲ့ဂိမ်းစကားနဲ့ပြောရမယ်ဆိုသူတို့အချိန်ချင်း Butter Sign နေတာပေါ့ဘသူကဘသူရဲ့ပါဝါကိုနိုင်မလဲဘသူက အသာစီးရမလဲဘယ်သူကအောက်စီးရောက်သွားမလဲဆိုတာတော့ကျမတို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်တော့ဒရင်ဌာနရဲ့လုံဆောင်ချက်လေးပေါ့နော် BBC နဲ့ပတ်သက်ရင်တော့ကျမတို့နိုင်ငံမှာရှင်အမှတ်တရတွေအများရှိပါရှင်ကျမတို့ရင်ကဆိုရင်မြန်မာနိုင်ငံပိုင်းကြည့်ရဲဆိုတော့မှ BBC BOE သွေးထိုးနေသည်လေလိုင်းပေါ်ကလူသက်သမားနားမြောက်လေးနဲ့သတိထားဆိုပြီးတော့ကျမတို့ဘဘကြီးတွေက TV ထဲမှာထည့်ပြီးကြေညာခဲ့တာတွေကနှစ်ပေါင်း20 30လောက်ကြာတော့မှတကယ်မှန်နေရဲ့ဆိုတော့ကျမတို့သိလာရတယ်ရှင့်အမျိုးမြင်ရှိရတဲ့သူတွေလို့ပဲကျမတို့ချီးမွမ်းကြပါတော့တယ် တော့ BC နဲ့ပတ်သက်ပြီးတော့ကျွန်မတို့နိုင်ငံအမှတ်တရပေါ့နော်အမှတ်တရတွေအများကြီးတွေကတခုပြောရမယ်ဆိုရင်တော့88တောင်းကလုတ်ခဲ့တဲ့မှုကိစ္စရှက်ဒီလိုမျိုးကိစ္စလေးပါ BBC သတင်းတောက်ခရစ်စတိုဖာဂါနတ်နဲ့တွေ့ဆုံမေးမြန်းခံပြုလုပ်ခဲ့တဲ့တက္ကသိုလ်ကျောင်းသူတွေရှိရလေ။အဲဒီကျောင်းသားကျောင်းသူတွေကဆိုရင်လုံဒိန်းတွေကအမျိုးသမီးတွေကျောင်းသူတွေကိုမတရားကျင့်နေဆိုပြီးတော့လေတိုင်းပေါ်ကနေပြီးတော့လွှင့်ခဲ့ကြတဲ့အခြေအနေတစ်ခုမှာနောက်နေကြတော့ဘလုံးမထိမ့်မနိုင်သိမ့်မရ။စူပူ လှုံ့ဆော်မှုအုံကြွားမှုကြီးဖြစ်ပြီးတော့ကျမတို့အဲ့1988တုန်းကဆိုလဲမြန်မာနိုင်ငံသွေးချောင်းစီးခဲ့ရတယ်ရှင်။ဒါကြောင့်လေလိုင်းမော်လူသက်သမားလို့ပြောတာ။လူတွေဟာလေလိုင်းမော်လာတဲ့စကလုံးတွေကိုပဲနားထောင်နေရနေစင်နေတိုင်း။ကျမတို့ဆိုလဲနေစင်တဲ့သတင်းတက်ဆက်တယ်။ကျမတို့စကလုံးတွေလေလိုင်းမော်နေမိဘပြည်သူစီရောက်နေရပဲ။အခုအင်တာနက်ခေတ်ပို့ဆိုတယ်ရှင်။ကျမတို့စကားကကျမတို့ဒီမှသာထိုင်ပြောလိုက်တာ။မြန်မာနိုင်ငံထဲမှာလဲရောက်ရှင်နိုင်နေရရောက်တာပဲ။နိုင်ငံခြားလဲရောက်ရှင်ရောက်တာပဲ။ဘာသာပြန်ပြီးကြည့်ရလို့လဲရှင်းရှိတာပဲ။ ဟုတ်တယ်နော်ဒီလိုပဲကျမကိုလည်းသူများတရင်နေလဲကြည်ရပဲဆိုတဲ့ခါကျောင်းလေလိုင်းပေါ်နေကျမအုံနောက်ထဲအများကြီး data ချက်လက်တွေရောက်နေရယ်အဲ့ဒီ data တွေမှာကျမတို့ကကျမတို့အချင်းချင်းစိတ်ဝမ်းကွဲစေတဲ့ကိစ္စတွေအချင်းချင်းမုန်းတီးရန်လို့တိုက်ခိုက်စေလို့တဲ့ကိစ္စတွေကျမတို့ကဒီကနေဒီထဲသွားမယ်ဆိုရင်ကျမတို့အုံနောက်က zombie လိုပဲအစားအစာမြင်စားခြင်းနဲ့စိတ်ကလွဲလို့ချင်းဘာမှမရှိတော့ဘူးအနည်းဖြစ်သွားတာအဲ့လိုမျိုးအနည်းအနည်းစိတ်ထဲမှာပါလဲဆိုတော့သူတို့နဲ့မတူတဲ့အရာမှများသူတို့တတ်ချင်နေတာ အဲ့ဒါဟာအဲ့ဒီနေရွက်ကနေရောက်လာတဲ့သကလုံးနဲ့အဲ့လိုမျိုးသတင်းဌာနတွေကနေပြီးတော့ပြောလိုက်တဲ့ပေါက်လို့ပဲစားတက်တွေရှိလားမသိမရှိလားမသိတချို့တက်တွေဆိုအတုတွေလောက်ထားတဲ့တက်တွေကဒီတွေကနေဒီလိုသွားပြီးတော့သူတို့အုံတော်က virus ကိုက်သွားတာဒါကြောင့်အစိမ့်ပြင်သူတို့ခုနကလို့ပေါ့သူများကသူများမဲဆွယ်စီရင်ဝင်လိုက်လောက်တာအတူဓာတ်နဲ့လိုက်ခုတ်တယ်တက်ရောက်လို့ပေါ့ပိုးဝင်သွားပြီလေမရတော့အဲ့တော့အစိမ့်ပြင်သူတို့လိုက်တယ်ဒုက္ခပေးတယ်စားမယ်တောက်မယ်တတ်မယ်ဖြတ်မယ်ဆိုတော့အသိဉာဏ်ကင်းလွတ်သွားတဲ့အခါမှာဒါတွေအားလုံးကိုတာဝန်ရှိရာသတင်းမီဒီယာဌာနတွေရှင် ကဘာအောင်မှာသတင်းတွေဟာနေစင်နေတဲ့ထောင်နဲ့တောင်နဲ့သိမ်းနေချီပြန့်နှံ့နေတယ်။အဲ့ဒါတွေကိုလူတွေကစားသုံးတဲ့အခါမှာအစိတ်ရှိတဲ့သတင်းလားမသိအစိတ်မရှိတဲ့သတင်းလားမသိတိုင်းကျိုးပြည်ပြည်သတင်းလားမသိတိုင်းဖြတ်ပြည်ပြတ်သတင်းလားမသိစားသုံးတဲ့အခါကျတော့အစိတ်သတင်းစားမိရတော့အစိတ်တင်တာပေါ့ရှင်။ကိုကိုယ်တိုင်တယောက်တစ်စိတ်တွေတင့်နေမြန်မာနိုင်ငံမှာနေပြီးတော့တချို့ရှိရဲ့တယောက်တစ်စိတ်တွေတင့်နေရ။တယောက်တစ်မုံနေဘာမုံလို့မုံမှန်းလည်းမသိဘူး။ဘွားကြီးကလမ်းပြောက်ရှိရလေအခုစီဒီယံလောက်ကြတဲ့ ကောင်လေးတွေကောင်မလေးအเจ้าလူเจ้าသားတွေအဲ့ဒါအစိတ်တင်သွားတာပဲအစိတ်နဲ့လူသားတွေဖြစ်သွားတာပဲရှင်ဆေးเจ้าပထမနှစ်ရောက်နေပြီးဆက်မတက်ဘူးအဲ့ဒါသူ့ဘဝအစိတ်တင်သွားတာပဲလေတိုင်းပြန်ဘာဖြစ်မလဲဘာမှမဖြစ်ဘူးသူတို့မုံနေရဲ့ဘောမတွေဘာဖြစ်သွားလဲဘာမှမဖြစ်ဘူးရွှေဆိုဆိုရှစ်တန်းနေစီတန်းလို့တဲ့เจ้าထွက်သွားတယ်သူ့ဘဝအစိတ်တင်သွားတာ तू မသိဘူးသူမြောက်လည်းညှို့လိုက်ထိုးနေလဲသူ့ဘဝအစိတ်တင်သွားတာလေ အဲ့ဒါကိုပြောတာရှင်တည်င်းနေရတယ်ကျမတို့ကအစိတ်တွေရှိတဲ့အခါမှာအဲ့ဒီအစိတ်ဖြည့်စေးရကျမတို့အုံနောက်ထဲမှာရှိဖို့လိုတယ်အဲ့ဒီအစိတ်ဖြည့်စေးရကျမတို့တည်င်းနေအစုံဖတ်ရတယ်ဘူးတုဒ္ဒရှာမိရတယ်အသိဉာဏ်အမြင်မှန်ရနေအောင်ကိုယ့်ကိုအမြဲတမ်းနှစ်မျက်တတစဉ်းစားတွေးတောတတ်ရတယ်ဒီတော့မှကျမတို့ကဒီတည်င်းအစိတ်တင့်စရာနေကာကွယ်နိုင်မှာတော့ BBC ကပေါ့နော်ဟိုဟိုဒေါ်နယ်ထရန့်ကတော့မှသူ့ရဲ့မိကွန်းလေးကိုပြညက်ကလောက်တာလေးတခုတည်းနဲ့တရားစွဲတယ်ရောကြီးတောင်းတယ်ဆိုရင်ကျမတို့နိုင်ငံဆိုရင်အသက်ပေါင်းများစွာဆုံးရှုံးသွားခဲ့တဲ့အရာတွေအတွက် အခုဆိုရင်သတင်းမှားတွေထိုင်းထွင်နေတဲ့သတင်းဌာနတွေကိုတရားစွဲဖို့အတွက်မသင့်တော်ဘူးလားရှင်အမှုဆိုတာစွဲရမရှိပါဘူးတည်သွားတဲ့သူတွေဝိညာဉ်တွေကကျွန်မနိုင်ငံမှာတိမ့်နေတော့ခြိလောက်ပြီလားမသိဘူးရှင်1988ကနေအခုချိန်ထိပြန်တွက်မယ်ဆိုရင်နှစ်ကြိမ်ရှိပြီကျွန်မနိုင်ငံသွေးချောင်းစီးရတာအဲ့လိုသွေးချောင်းစီးဖို့အတွက်စ조사ခဲ့ကြတဲ့သတင်းဌာနတွေကိုကျွန်မတို့ကတရားစွဲဖို့အတွက်မ조사သင့်ဘူးလားရှင်တော်နဲ့ထွက်တော့သူ့ရဲ့လူပုတ်ကိုတယောက်တယောက်ထဲအတွက်နော်ဒါသူဘာမှအရင်နင့်နာတော့ရလဲမဟုတ်ဘူးတိတ်ခါကြာရှိမယ်သူတို့နိုင်ငံရေးနည်းနည်းလှုပ်ခတ်သွားရှိမယ် သူအသက်လည်းဆုံးရှုံးသွားလည်းမဟုတ်ဘူးဒါတော့မှသူတရားစွဲတယ်ဆိုကျွန်မနိုင်ငံပူတော်တရားစွဲတင်နေရယ်ကျွန်မနိုင်ငံမှာသူတို့သတင်းဌာနတွေကြသိသွားတဲ့အသက်တွေအများကြီးပဲရှင်ပြက်သွားတဲ့ဘဝတွေအများကြီးပဲမတရားပြုကျင့်ခံရတဲ့မိမပြိုလေးအများကြီးပဲစစ်ဘေးစစ်တမ်းကြားထဲမှာဒုက္ခရောက်သွားတဲ့ခြိလက်တွေမရှိတော့တဲ့လူငယ်တွေအများကြီးပဲမိဘမရှိတော့တဲ့ကလေးတွေတပုံကြီးပဲစစ်ဘေးစစ်တမ်းကြောင့်ဘဝတုံ့ညဖြစ်ပြီးတော့လမ်းဘေးမှာအိတ်နေရတဲ့လမ်းဘေးမှာစားရတဲ့ဘဝရောက်သွားတဲ့သူတွေအများကြီးပဲရှင်အဲ့ဒါတွေအတွက်ရော်ကြီးတွေကျွန်မတို့တောင်းတောင်းတင်နေတယ် ကျွန်မနိုင်ငံတအားနစ်နာခဲ့ရတာသူတို့တွေကြောင့်တော်တော်စိတ်နာဖို့ကောင်းပါရဲ့ရှင်။ဒီနိုင်ငံတော်ကပြည်သူတွေအတွက်ကိုပေါ့နော်။ကာကွယ်ပေးခြင်းနဲ့ဆိုတော့ဒီလိုသတင်းဌာနတွေတရားစွဲသင့်ပါလေ။တသက်တွေလည်းအများရှိနေရပဲလေ။သူတို့တင်တဲ့သတင်းကျွန်မနေရမြင်နေရပဲ။ဒါတွေကအကောင်းဆုံးတသက်တွေပဲလေ။ဒါိုင်းနဲ့ကျွန်မတို့တရားစွဲလို့ရတာပဲဟုတ်တယ်မလား။ဒါလေးတော့ကျွန်မဒီနေ့မှတင်ပြချင်ပါတယ်။တောင်းဆိုချင်ပါတယ်။မြို့ဘပြည်သူများလည်းကျွန်မရဲ့စိတ်ဆန္ဒနဲ့တထက်ထဲဖြစ်နေမယ်လို့လည်းယုံကြည်ပါရဲ့ရှင်။ခုနေ့ကလည်းကျွန်မတွေ့ပါတယ်ပြန်ကြားရေးဂရုတယ်မှာပေါ့နော်သတင်းဌာနတစ်ခုကလည်း မြန်မာနိုင်ငံပြည်တွင်းသတင်းဌာနတစ်ခုက BBC ကိုတရားစွဲဖို့အတွက်အစီအစဉ်ရှိမရှိဆိုပြီးတော့နိုင်ငံတော်အမေထားရှိပါတယ်။အဲ့သတင်းဌာနကလည်းကျွန်မတကယ်ချစ်ကျူးပါတယ်။ဒီလိုတွေးခေါ်လေးကျွန်မတို့အားလုံးရှိဖို့လိုတယ်။ကျွန်မတို့နင့်နာခဲ့ရသမျှအတွက်ရော်ကြီးဆိုတာလိုအပ်ပါတယ်။ကျွန်မတို့အလကားခံလိုက်ရတယ်ဆိုတာမျိုးတော့ဖြစ်တယ်ဟုတ်လေဟုတ်တယ်မလား။ဒီတော့မှဒီလိုရော်ကြီးတွေတောင်းနိုင်မှာနောက်ထပ်နောက်ထပ်မီဒီယာတွေကကျွန်မတို့နိုင်ငံကိုအလွယ်တကူမထိခဲ့မှာ။နှမို့ဆိုကျွန်မတို့ကစော်ကားကြင်တိုင်းစော်ကားလို့ရတယ်မင်းမပြိုလေးဖြစ်နေမှာပေါ့ရှင့်။ဒါလေးကိုကျွန်မတို့အမျိုးသားရေးစိတ်တက်နဲ့အချို့ရလေးမှပြင်ဖို့လိုတယ်။ တုံ့ပြန်နိုင်တဲ့ကိစ္စရင်တုံ့ပြန်နိုင်မှုလိုပါတယ်ရှင်။ဒီချက်လေးပဲသတင်းနှစ်ချုပ်အနေနဲ့ကျွန်မအနေနဲ့တင်ဆက်လိုက်ပြရစီတော့ရှင်။မိဘပြည်သူများရှင်ကျွန်မခုတတိယသတင်းလေးမှာတော့ပြည်သူတန်လေးတစ်ခုကိုပြောပြခွင့်ပြုပါ။ကျွန်မစီမနေ့ကဖုန်းဆက်ပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်ရှင်။ပြည်သူတန်လေးကတော့ကိပေးနဲ့ပတ်သက်ပြီးတော့သူကြားဖြန့်ရဲ့ဒဏ်ကိုခံလိုက်ရတာပေါ့နော်။သူကြားဖြန့်လောက်ခံလိုက်ရတာပေါ့ရှင်။သူ့အနေနဲ့ပြန်ရဖို့ရကြရင်တော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဖြစ်စဉ်ကိုကျွန်မပြောပြပါမယ်။ဖြစ်စဉ်ကဒီလိုမျိုးသူတို့က ဒီစစ်ဘေးရှောင်လာခဲ့တာပေါ့နော်ဒီဥစ္စာနေပြီးစစ်ဘေးရှောင်လာတဲ့အခါမှာသူတို့တမီးလျာနိုင်ငံခြားမှာထွက်ပြီးလှုပ်ထွက်လို့တယ်လှုပ်ထွက်လို့တဲ့အခါမှာဒီပတ်စံပို့ပေးရပေါ့နော်ပတ်စံပို့ပြီးတော့သူ့အမျိုးသား KP ကနေပဲတဆင့်ပို့ပို့ပေးတာပို့ပေးရခါကျတော့ဒီလမှာပေါ့နော်ဒီလမှာသူတို့ခက်ခဲတယ်ဆိုတော့သူ့တမီးလျာပတ်စံ2သိန်းခွဲပို့ပေးလိုက်တယ်ပို့ပေးလိုက်တဲ့ပတ်စံကိုသူကထုတ်မလို့တော့ပေါ့နော်လုံနေတဲ့အချိန်မှာပဲသူ့စီကိုဖုန်းတစ်ကောဝင်လာခဲ့တယ်တဲ့အဲ့ဒီဖုန်းကဘာပြောလဲဆိုတော့သူက MPT ရလို့ပြောတယ်တဲ့ MPT ကုမ္ပဏီရပါတဲ့ပြီးတော့ ဒီ KB အသုံးပြုတဲ့သူဘောပေါ့နော်မေးတယ်နာမည်မေးတယ် KB နံပါတ်မေးတယ် passport တွေပါတယ်အကုန်မေးတယ်အဲ့ဒီပုံကလည်းအကုန်ဖြေလိုက်တယ်ရှင်ဖြေလိုက်တော့အဲ့ဒီအကောင့်နံပါတ်ပါတဲ့ပတ်စံအားလုံးကိုဟိုကထုတ်သွားရောထုတ်သွားတဲ့ခါကျတော့ကျမစီဖုန်းဆက်တဲ့ aunty ကသူ့အမျိုးသားဒီလိုကြုံခဲ့တယ်ဆိုတဲ့အတွက်သူကဖုန်းသိမ်းလိုက်ပြီးတော့ကျမအကြံဉာဏ်တောင်းတော့ပေါ့နော်သူတို့ဒီလိုခံလိုက်ရတယ်ဆိုတဲ့ခါကျတော့ကျမဖြစ်စဉ်နားထောင်ကြည့်ရတဲ့ခါကျတော့သူတို့ကိုယ်တိုင်ကလိုလာပြလိုက်တာဖြစ်တဲ့အတွက်ကုမ္ပဏီကသူပြောရင်တော့မကုမ္ပဏီကကုညံတဲ့အပိုင်းမရှိဘူးဖြစ်နေတယ်ပေါ့နော်ဒီတော့ကျမအနေနဲ့ကတော့ ဘာဖြစ်ကိပီရောပြောလိုက်ပါဒီကောင်က passport လည်းသူများတည်သွားပြီဖြစ်တဲ့အတွက် passport တော့ chain လိုက်ပြန်သုံးမယ်ဆိုရင်ပေါ့နော်ဒီတော့အဲ့ဒါလေးတော့ကျွန်မလမ်းညွှန်လိုက်ပါတယ်အခြားကုညင်နာတော့မရှိဘူးပေါ့နော်အဲ့တော့ तू ကကျွန်မကိုထပ်ပြီးတော့တောင်းဆိုပါတယ်တမီးလေးတဲ့အခြားကုညင်နာတာမရှိဘူးဆိုရင် तू ကြုံခဲ့တယ်လို့မျိုးအခြားသူရင်မကြုံအောင်လို့ပတင်းလေးထဲမှာထည့်ပြီးတော့ပြောပေးပါလားဆိုပြီးတောင်းဆိုလာပါတယ်ဒါကြောင့်ကျွန်မအနေနဲ့တင်းလေးရနေတော့အခြားသူရင်မခံအောင်လို့ကျွန်မပြောပြတာဖြစ်ပါတယ်ဒါကျွန်မပေါ့နော်ဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်ပြီးတော့အစလေးဆွဲထုတ်ရမယ်ဆိုရင်သူ့ရဲ့တမီးလေးကသူ့စီကို မြဲတဲ့ပတ်စံလွှဲတယ်ဆိုရင်ထိုင်းကနေမြန်မာပြည်ကိုပတ်စံလွှဲလို့ရှိရင်သူကဂျားကန်လွှဲတဲ့စာဖစ်တွေဆိုတာရှိတယ်ဒီဦးလေးဖုန်းနံပါတ်ကိုဘယ်ရရသွားလဲဆိုတော့ကျွန်တော်တို့စဉ်းစားရမှာဒီကလေးမလေးလွှဲနေကြနေရကရတာလားပြီးတော့ဖုန်းဆက်လာတဲ့လူကသူ့ဟာသူ MPTR ဆိုပြီးပြောတယ်ကျွန်တော်တို့ဖုန်းနေဆိုရင်လည်းမြန်မာပြည်သူတို့ဖုန်းကတ်တွေထည့်ထားရင်သိမှာပေါ့နော်ကြားဖြတ်ဟာတွေကကျွန်တော်တို့ဖုန်း message တွေကိုအမြင်နဲ့ရောက်တယ်ရှင့် တော့ဒီကြားဖြတ်ကွန်ရက်ကြီးဟာကျွန်တော်နိုင်ငံရဲ့ operator တွေထဲမှာပါဒီကောင်းလေးစီးမျောပြီးနေနေရလား operator တွေကဓာတ်တွေကိုစမ်းစစ်စမ်းတပ်ဖို့ဘယ်လိုပြောမလဲစီစစ်ဖို့အတွက်ပေါ့နော်မလုံနိုင်တာလားဆိုတဲ့အချက်ပေါ့ရှင်ဒါကြောင့်မောင်နိုင်ငံကတစ်ဖက်ကလည်းပြည်သူတွေကဒီလိုမျိုးပစ္စည်းတွေသုံးနေဆိုမှဒါနဲ့ပတ်သက်တဲ့ဘူးတူတာတွေ knowledge တွေပြည့်စုံခြင်းမရှိဘူးသူများတောင်းအကုန်ပေးလိုက်တယ်။ MPD ဂျုံဝါဆိုတာလည်းကြောက်ကြောက်လန့်လန့်ပေးလိုက်တယ်။ဘာမှမဆိုင်ဘူး။တချို့ဆိုရင်နိုင်ငံတော်အစိုးရဌာနကပါဆိုပြီးလိမ်ပြီးတောင်းတယ် ဒီလိုအခြေအနေတစ်ခုမှာပြည်သူတွေလိန်ခံနေရတဲ့အခြေအနေပေါ့နော်။ပုံမှန်ကြည့်မယ်ဆိုတော့ပြည်သူတွေအသိဉာဏ်အသိပညာနည်းလို့လိန်ခံရတာပဲဆိုပြီးတော့ပြောလို့ရတယ်ဆိုမဲ့ဒါဟာဒီလိုမျိုးစာပစ်တွေကိုလောက်ကင်နေတဲ့ကုမ္ပဏီတွေမှာလည်းတင့်တင့်ပျောက်ပတ်တဲ့တာဝန်တွေရှိကြနေရှင်။စားသုံးသူတွေရဲ့လုံခြုံရေးသူတို့ပို့ပြီးတော့စီမံအောင်လို့စ조사တင်တယ်။ဘာလို့ဆိုတော့ကျမနိုင်ငံရဲ့စားသုံးသူတွေကတမန်နိုင်ငံစားသုံးသူတွေနဲ့မတူဘူးလေ။မတူတဲ့အတွက်မတူညီတဲ့ပုံစံနဲ့စာပစ်တစ်ခုဖန်တီးပေးရမှာတော့တာဝန်ရှိရလို့တော့မြင်နေပေါ့နော်။ အခုဆိုရင်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံရတဲ့အခြေအနေတွေလည်းမြင်ပါတယ်နိုင်ငံတော်လည်းစ조사ပြီးတော့ဖမ်းနေပါတယ်ဒီလိုဖမ်းတဲ့အခါမှာလည်း operator တွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းအများကြီးပါဝင်မှာပါရှင့်ပြည်သူတွေကပဲဒီချိန်မှာသတိထားပြီးပေါ့နော်ကျွန်မနိုင်ငံကျွန်မနိုင်ငံမှာမဟုတ်ပါဘူးကမ္ဘာကြီးတစ်ခုလုံးကြားဖြတ်တန်ခံနေရတာဆိုတော့လေကြားဖြတ်ဆိုရဲအရာကကမ္ဘာပေါ်မှာရှိရတဲ့တထီးတွေထက်တောင်မှကြားဖြတ်နေရပိုပြီးချမ်းသာနေရတာမသိဘူးပေါ့နော်အဲ့လိုအခြေအနေရှိပါတယ်အဲ့တော့ကျွန်မတို့ရဲ့ကမ္ဘာကြီးဟာအလိန်ညာတွေနဲ့ပြည့်နှက်နေရရှင့်သတင်းတွေမှာလည်းလိန်ညာတွေအများကြီး မျိုးသမီး online မှာပြတဲ့အလှပတွေမှာလည်းအလိမ်ညာရရှိရဲ့မျိုးသားတွေပြနေရဲ့စစ်ပတ်တို့ဘာလို့မှလည်းလိမ်ညာရရှိရဲ့အားလုံးကတောင်တောင်လိမ်နေကြတာအဲ့တော့မလိမ်တဲ့လူမလိမ်တတ်တဲ့လူတွေကခန်းနေရနေထားဖြစ်နေရတဲ့သူများလူလိမ်ပြတော့ကျမမတိုက်တော့မအောင်ဒါပေမဲ့လိမ်တတ်တဲ့ဟာလေးတွေတော့လိုက်ပြီးတော့လေ့လာပါစမ်းစစ်ပါအလိမ်ညာမခံရအောင်လို့နေထိုင်ပါလို့ဒါကျမတိုက်တွန်းချင်ပါတော့တယ်ပြီးတော့ကိုကဘယ်လိုမျိုးပေါ့နော်ဝင်ဆောင်မှုပဲတုံးတုံးအဲ့ဒီဝင်ဆောင်မှုနဲ့ပတ်သက်ပြီးတော့လေ့လာဖို့မပြင်းပါနဲ့အစာအဆုံးလေ့လာပါကိုက ကေပေးတော့နေဆိုကေပေးနဲ့ပတ်သက်တဲ့အချက်လက်ဘူးတုတအားလုံးသိမှသုံးပါရှင်မသိလုံးဝမသုံးပါနဲ့အဲ့လိုပဲ Facebook သုံးမယ်ဆိုလဲ Facebook ရဲ့လှုပ်ဆောင်ချက်တွေသူ algorithm ဘလို့လဲပတ်လဲငါတို့ဘလို့သတင်းတွေပြလဲအဲ့ဒါတွေအကုန်လိလိုက်မှသုံးပါမလိလနိုင်မသုံးပါနဲ့ရှင် AI လည်းဒီလိုပါပဲကျမတို့ကိုယ်တိုင်လည်းဒီလိုပဲကုန်ပစ္စည်းတစ်ခုဖြစ်စေဘယ်ဟာမဆိုကျမတို့သုံးလို့မယ်ဆိုကျမတို့အစာဆုံးလိုက်လိလာတယ် လိလာပြီးတော့မှစိတ်ချရရဆိုမှသုံးတယ်မလိလာဘဲနဲ့ရောင်ဝါရောင်ဝါလုံးဝမသုံးပါနဲ့ရှင်မသုံးတော့လို့ဘာမှမဖြစ်ပါဘူးသုံးလိုက်မှတက်တနာရှိသွားသည်အများကြီးရှိလို့ပါဒီချက်လေးကိုပဲအဓိကထားပြီး ပြောချင်ပါတယ်ကျမောက်နိုင်ငံမှာချို့ကလိလာမှပြင်းကြတာဆိုတော့လေမပြင်းပါနဲ့ရှင်လိလာဖို့ပြင်းမယ်ဆိုရင်တော့ပေးဆက်ရတာနည်းနည်းများရမယ်ရှင်ကဘာကြီးကဟန်ဆောင်မြင်တဲ့ဖုံးနေနဲ့နေထိုင်နေကြတဲ့ကဘာကြီးဖြစ်နေပါပြီဤပညာတွေကအရန်တိုးတက်နေပါပြီကျမောက်ဤပညာကိုနားမလဲလို့ဆိုရင်ဤပညာနဲ့ဝိုးဝေးနေပါ မဖြစ်နိုင်တဲ့နည်းနေမယ်ဆိုတော့သူ့အပြည့်ဝနားတယ်ပြီသူ့အသုံးချတမ်းမှာဖြစ်မှာပါရှင့်အဲ့လိုမှမဟုတ်ဘူးเนาะကျမတို့ကနည်းပညာအသုံးချကံဖြစ်သွားပါလိမ့်မယ်ကဘာကြီးရဲ့မျက်နှာဖုံးနေအောင်မှာကျမတို့ကလုံးပါပါတဲ့အခြေအနေဖြစ်သွားပါလိမ့်မယ်ရှင့်ဒီချက်လေးပဲကျမအနေနဲ့အနှစ်ချုပ်လေးနေနဲ့တင်ဆက်လိုက်ပြရစီတော့ရှင့်ကျမသတင်းတင်ဆက်မှုလေးကိုဒီနေ့မှာဒီလောက်နေပဲရန်နာပြရစီရှင့် ကျမတဲ့လေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူရဲ့ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။